and new blood bang ji and new blood edited နှစ်မျိုးသုံးလို့ရရပေါ့နော် and new သူနောက်ကနေ edited လိုက်လို့ရသလို bang ji လိုက်ပြီးတော့သုံးလို့ရပါတယ်အာ pattern လေးရဲ့အဓိပ္ပာယ်ကတော့ blue လာပေါ့နော် okay example sentence NU Taurus Taurus ကဒီမှာ edit တယ်เนาะ NU Taurus မပင်ပန်ဘူးလား NU Hungry ဘိုင်းမစားဘူးလား NU Thirsty ရေမစားဘူးလား Okay where I am ဒီလေးလိုက်ပြီးသုံးကြည့်ရအောင် NU Coming မလာဘူးလား NU Eating the cake cake မစားဘူးလား NU Doing homework အိမ်စာမလုပ်ဘူးလား NU Buying new dress အာဝတ်စုံအသင်းမဝယ်ဘူးလား NU Wedding coat coat အင်ဂျီမဝယ်ဘူးလား Okay အဲ့တော့ အာတခုခုကိုမလုတ်ဖူးလားလို့မြင်တဲ့အခါမှာ and new blood variant ကြီးအဲဒါမှမဟုတ် and new blood edited နှစ်မျိုးသုံးပြီးတော့ပြောလို့ရပါတယ် Where can I black but one button label ဖြစ်ပါတယ် Okay let's see example sender Where can I park my car ဒီ sentence လေးရဲ့အဓိပ္ပာယ်ကတော့ငါကားကိုဘယ်မှာ parking ထိုးလို့ရမလဲ Where can I park my car Where can I ရဲ့နောက်ကနေ but one လေးလိုက်သုံးတယ်နော် Okay အာလက်မှတ်ကိုငါဘယ်မှာဝယ်လို့ရလဲ Where can I buy tickets Okay အာ uh, ကောင်းတဲ့စားတောက်ဆိုင်ကိုငါဘယ်နားမှာရှာလို့ရမလဲ Where can I find a good restaurant ဘောလုံးကိုငါဘယ်နားမှာဘယ်နေရာမှာကစားလို့ရမလဲ Where can I play football Okay စာအုပ်ကိုငါဘယ်နေရာမှာဖတ်လို့ရမလဲ Where can I read the board Okay အဲ့တော့ဘယ်နေရာမှာပေါ့နော်ဘယ်နေရာမှာဒါလေးကိုလုံးလို့ရလဲဆိုရင်ဟာမျိုးကိုပြောချင်တဲ့အခါမှာ Where can I သူနောက်ကနေ but one လေးလိုက်ပြီးတော့သုံးပြီးလို့ရပါတယ် I have decided to play the one pattern လေးပဲဖြစ်ပါတယ်။ဒီ pattern လေးရဲ့အဓိပ္ပာယ်ကတော့အာတခုခုအပေါ်တော့ငါလှုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီလို့ပြောချင်တဲ့အခါမှာအာ I have decided to play the one pattern လေးကိုသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်။ Okay. Example extended အာငါဒီလုပ်ငန်းကိုစပြီးလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to start a business. Okay. Now, for the web subject type, I have decided to buy a new phone. And I have decided to quit smoking. အာငါနောက်နှစ်မှာခရီးသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to travel next year ငါအင်္ဂစာတွေကိုပုံမှန်လုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to do a homework regularly okay အဲ့တော့တခုခုကိုလုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီလို့ဟိုပြောနေတဲ့အခါမျိုးမှာ I have decided to ဒုနောက်ကနေ verb 1လေးလိုက်ပြီးတော့သုံးပြီးလို့ရပါတယ် ကိုကတခုခုကိုဘောနော်လုံးရမလားလို့မေးချင်တဲ့အခါမှာ do i have to သူနောက်ကနေဘတ်ဝါးလေးလိုက်ပြီးတော့အာတုံးလို့ရတယ်ပေါ့နော် okay example sentence အာငါတောင်းပန်ရမလား do i have to apologize အဲငါဝတ်စုံဒီဝတ်စုံငါဝတ်ကမလား do i have to wear thick shoe okay အာငါအဲ့ဒီနေရာကိုသွားရမလား do i have to go there okay ငါကိတ်မို့လို့ကမလား do i have to make a cake ငါဂိမ်းကစားရမလား do i have to play the game okay အဲ့ဒီတော့တခုခုကိုလုပ်ရမှာလားလို့မေးတဲ့အခါမှာ do i have to သူနောက်ကနေ verb 1လေးလိုက်ပြီးတော့တုံးပြလို့ရပါတယ်တခုခုကိုဘယ်လိုထင်လဲလို့မေးတဲ့အခါမှာ what do you think of left now ဖတ်တာလေးကိုသုံးလို့ရပါတယ် what do you think or သူ့နောက်ကနေနှောင်းလိုက်မယ်เนาะ okay example center ငါရဲ့အကြံဉာဏ်လေးကိုမျိုးလို့ထင်လဲ what do you think or my idea ဒီဝတ်ဆောင်လေးကိုမင်းဘယ်လိုထင်လဲ what do you think of this dress ပြောချင်တာကတော့ဒီဝတ်ဆောင်လေးကလှလားမလှအောင်လားလို့မြင်ချင်တာပေါ့နော် okay အာ new movie ဒီ new movie အစ်စ်ကိုဘယ်လိုထင်လဲ what do you think of the new movies okay အာဒီစားသောက်ဆိုင်အစ်စ်ကိုဘယ်လိုထင်လဲ what do you think of the new restaurant ူမကိုမင်းဘယ်လိုထင်လဲ what do you thinks of her okay အဲ့တော့တခုခုကိုဘယ်လိုထင်လဲလို့မေးချင်တဲ့အခါမှာ what do you think of that now pattern လေးကိုတုံးပြီးတော့ပြောလို့ရပါတယ် thank you